မင်္ဂလာပါရှင်။ရှင်းလင်းရန်ကုန်မြို့တုံးတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့အပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများနေ့ခမ်းနားကျင်းပတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမတန်ဆွမ်းသူများရဲ့အခွင့်အရေးများဆိုင်ရာကော်မတီ2025ခုနှစ်အပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများနေ့ခမ်းနားကိုဒီဇင်ဘာ၂ရက်မော်လွယ်ပိုင်းကရန်ကုန်တိုင်းဒေသကြီးအစိုးရခွဲရုံးမင်္ဂလာခမ်းမတွင်ကျင်းပရာရန်ကုန်တိုင်းဒေသကြီးငွေကြီးချုပ်အစိုးသိန်းနှင့်စနီးတော်မမော်တန်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များနှင့်၎င်းတို့၏စနီးများ ရန်ကုန်တိုင်းဒေသကြီးမတန်ဆန်းသူများ၏အခွင့်အရေးများဆိုင်ရာကော်မတီဝင်များဌာနဆိုင်ရာအကြီးအကဲများမတန်ဆန်းကိုယ်စားလှယ်များမတန်ဆန်းကျောင်းများမှဖိတ်ကြားထားတဲ့ဧည့်သည်များနဲ့တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရပါဗျ။ရှေးဥစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကအဖွင့်အမှားစကားပြောကြားပါဗျ။အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက2024ခုနှစ်မတ်လမှဇူလိုင်လအထိတရုတ်ပြည်သူသမ္မတနိုင်ငံ ရှောင်းလင်းပြည်နယ်ရှမ်းရံမြို့နှင့်မလေးရှားနိုင်ငံစာဘာမြို့တို့မှပြုလုပ်ခဲ့တဲ့ကိုးချိန်မြောက်အာရှကလေးများအနုပညာပြပွဲတွင်ပကြီကားတစ်ချက်ကိုပေးပို့ပါဝင်ရှင်းပြခဲ့ပြီးပထမဆုရရှိခဲ့တဲ့ပတ်တန်ဆွမ်းကလေးများပြည်သူဆောင်ရှောက်ရေးကေဟာမှမောင်ရဲလီအားဂုံပြုချင်းမြုံငွေများဖြင့်၎င်းရှမ်းကုန်းတိုင်းဒေသကြီးအတွင်းရှိမတန်ဆွမ်းကျောင်းများမှတာဝန်ရှိသူများထံချင်းမြုံငွေများဖြင့်၎င်းအတီးတီးပေးရပါသည် ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းရဲ့ဇနီးတော်မမောတန်ကကိုးချိန်မြောက်အာရှကလေးများအမှုပညာပြပွဲတွင်ပကြီကားတစ်ချက်ပေးဖို့ပါဝင်ရှင်ပြိုင်ခဲ့ပြီးပထမဆုရရှိခဲ့တဲ့ပတန်ဆွမ်းတက်ငယ်တင်တဲ့အကြောင်းမှမတ်တူဝလာဦးအားဂုံပြုချင်းမြွေငွေများကိုပေးရပါတယ်။အရင်နာကုလသမဂ္ဂမှပေးပို့တဲ့တမလာဗီဒီယိုကလစ်နဲ့အပြည့်ပြည့်ဆိုင်ရာမတန်ဆွမ်းသူများနေ့အချိန်မဲ့ဗီဒီယိုကလစ်တို့အားပြသပါတယ်။အရင်နာမှာတော့မတန်ဆွမ်းတက်ငယ်တင်တဲ့အကြောင်းမှသမီးငယ်တူဦးကနန်းကိန်ကြီးတချင်းဖြစ်၎င်း ဂျင်းမနိုင်မျက်မမြင်ကြောင်းမှတားငယ်တူကမြမစိရင်မြမရှုခင်းတခြင်းဖြင့်၎င်းနာမကြသောကလေးများကြောင်းရန်ကုန်မှတမိငယ်၅ဦးကပန်းရီပန်းတိုက်တခြင်းဖြင့်၎င်းအတန်ဆွမ်းကလေးများပြည်သူဆောင်ရှာရေးကီဟာမှတမိငယ်၃ဦးကဗမာမာလေးပါရှင်တခြင်းဖြင့်၎င်းခဝဲချံမျက်မမြင်ကြောင်းမှတားငယ်၂ဦးနဲ့တမိငယ်၂ဦးတို့ကအစွမ်းရှိတဲ့လူသားတခြင်းဖြင့်၎င်းအတိတ်တိတိဆိုကပြဖြိုးပြီးတင်ဆက်ကြပါရစေ။ အဲ့ဒီနောက်ရောင်းတိုင်းဒေသကြီးဝင်ကြီးများနဲ့၎င်းတို့ရဲ့စနီးများကဒီဆိုကားပြဖြိုပြီးတင်ဆက်ခဲ့ကြသူများအားဂုဏ်ပြုချီးမြှင့်ွေများအတိအသေးပေးခဲ့ကြပါတယ်။အဲ့ဒီနောက်ရောင်းတိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းနဲ့အဖွဲ့ကပြသထားတဲ့ပြခဲ့များနဲ့ရောင်းချနေတဲ့ဆိုင်ငယ်များအားလှည့်လည်ကြည့်ရှုအားပေးကြကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့လာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့2025ခုနှစ်ရန်ကုန်တိုင်းဒေသကြီးကမ္ဘာခုခံအားကြဆင်မှုကုဆတ်ယောဂတိုက်ဖျက်ရေးနှင့်ထိမ့်မတ်အခမ်းအနားကျင်းပတဲ့တွင်ဖြစ်ပါတယ်။ 2025ခုနှစ်ရန်ကုန်တိုင်းဒေသကြီးကဘာခုခံအားကျဆင်းမှုကုသရောဂါတိုက်ဖျက်နှင့်အထိမ့်မဲ့အခမ်းအနားကိုဒီဇင်ဘာ3ရက်နေ့နေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းခရိုင်မယန်းကုန်းမြို့နယ်အမှတ်တိအခြေခံပညာအထက်တန်းကျောင်းစန္ဒီမာခမ်းမာရင်ကျင်းပရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီးတော်မမော်တန်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များနှင့်၎င်းတို့ရဲ့ဇနီးများကျမ်းမာရေးဝန်ကြီးဌာနမှဒုတိယညင်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရာဖွဲ့နှင့်မိခင်နေကလေးဆောင်ရှောက်မှုကြီးကြပ်ရေးဖွဲ့တို့မှတာဝန်ရှိသူများရန်ကုန်တိုင်းဒေသကြီးတွင်ရှိအခြေခံပညာကျောင်းများမှဆရာဆရာမများကျောင်းသားကျောင်းသူများမိဖက်အဖွဲ့အစည်းများနှင့်လူမှုရေးအသင်းအဖွဲ့များမှတာဝန်ရှိသူများဖိတ်ကြားထားတဲ့ဧည့်သည်များနှင့်တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရပါသည်ရှေးဥစွာကျမစီသောလက်တချင်းဖြင့်တိစုကပြဖြောပြ၍အခမ်းအနအားဖွင့်လှစ်ပါれ။အဒီနောက်ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်အစုသိန်းကအမှားစကားပြောကြရာ ကျမ်းမာရေးဝန်ထမ်းများမိဖအဖွဲ့အစည်းများနဲ့ပြည်သူများအားလုံးလက်တွဲပူးပေါင်းဆောင်ရွက်ခြင်းအပြင်ကုက္ကံအားကြဆင်မှုကုဆတ်ရောဂါဆိုင်ရာအထူးကအီးမန်ချက်များဖြစ်တဲ့ HMI ပိုကုဆတ်မှုအသည့်မရှိစေရေးယောဂပိုးရှိသူများအားခွဲခြားနှိမ်ချမှုကင်းစေရေးလိုအပ်တဲ့စေကူတာပြည်သူဆောင်ရှောက်မှုများလက်လန်းမီရရှိကာတည်ဆုံးသူများရှော့ချရေးစတဲ့ရည်မှန်းချက်များပြည့်မီပြီး HMI ပိုကုဆတ်မှုကင်းဝေးတဲ့လူအဖွဲ့အစည်းတည်းရဲ့ပေါ်ထွက်လာနိုင်မယ်လို့ယုံကြည်ပါကြောင်းဖြင့်ပြောကြားပါရယ်အဲဒီနော် ဘီရွန်းသက် happiness ပညာပေးပြဆက်အားဖြောပြီးတင်ဆက်ပါရယ်။အဲ့နောက်မှာတော့2025ခုနှစ်ရန်ကုန်တိုင်းဒေသကြီးတွင် ခုခံကြကာလာသာယောဂတိုက်ဖြည့်ရေးလုပ်ငန်းများတွင်ထူးခြားစွာဆောင်ရွက်ခဲ့တဲ့ကျန်းမာရေးဌာနများမှကဏ္ဍအလိုက်ထူးခြားစုများရရှိခဲ့ကြသူများကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီးတော်မမောတန်းရန်ကုန်တိုင်းဒေသကြီးလူမျိုးရာဝန်ကြီးဦးထေအောင်တို့ကစုများအသီးသီးပေးအချီးမြှင့်ခဲ့ကြပါရယ်။ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကဖြောပြေးအဖွဲ့များအားကွန်ပျူတာချင်းမြင့်ငွေများပေးအပ်ခဲ့ပါသည်။ အဲ့နောက်ရှောင်းတိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းနဲ့အဖွဲ့ကတယောက်လာကြသူများအားရင်းနှီးနှီးနှုတ်ဆက်ပြီးပြသထားတဲ့ပြကဲများအားလှိမ့်လေကြည့်ရှုအားပေးပါတယ်။အဆိုပါ2025ခုနှစ်ကမ္ဘာခုခံအားကြဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနှင့်ချိန်မှတ်ခန်းနာကိုအစီအစဉ်များအတိုင်းဆက်လက်ကျင်းပကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့လာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့အပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများနှင့်ချိန်မှတ်အကစားပွဲတော်ကျင်းပတဲ့သတင်းဖြစ်ပါတယ်။ အပြည့်ပြည့်ဆိုင်ရာမတန်ဆွမ်းသူများနှင့်အထိမ်းမန့်အားကစားပွဲတော်မတန်ဆွမ်းအားကစားပြိုင်ပွဲဗိုလ်လူပွဲများနှင့်ဆုချင်းမြင်ပွဲကိုဒီဇင်ဘာ၂ရက်နေ့နေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးတကုံမြို့သိပ်မြောင်းပိုင်းမြို့နယ်မြန်မာနိုင်ငံမတန်ဆွမ်းအားကစားပွဲချုပ်အားကစားကွင်းတွင်ကျင်းပရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမြန်မာနိုင်ငံမတန်ဆွမ်းအားကစားပွဲချုပ်ဥက္ကဋ္ဌဗိုလ်ချုပ်လှမိုးနှင့်တာဝန်ရှိသူများ ဌာနဆိုင်ရာတာဝန်ရှိသူများဆရာဆရာမများကျောင်းသားကျောင်းသူများပတ်သက်ဆွမ်းအားကစားသမားများနဲ့တာဝန်ရှိသူများတက်ရောက်ကြပါတယ်။ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းရဲ့အဖွဲ့က2026ခုနှစ်ထိုင်းနိုင်ငံတွင်ကျင်းပမယ့်အာဆီယံပတ်သက်ဆွမ်းပြိုင်ပွဲသို့တွားရောက်ရှင်ပြိုင်ကြမယ့်ပတ်သက်ဆွမ်းအားကစားသမားများအားရင်းနှီးနှီးနှုတ်ဆက်ပါတယ်။အဒီနောက်ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းရဲ့အဖွဲ့ကအပြည့်ပြည့်ဆိုင်ရာပတ်သက်ဆွမ်းသူများနှင့်ထိမှန် အားကစားပွဲတော်ဝတန်ဆွမ်းအားကစားပြိုင်ပွဲဘောလူပွဲများရှင်ပြိုင်နေမှုများကိုတည်ရှိအားပေးပါတယ်။အဲ့နောက်ပြည်ပြည်ဆိုင်ရာဝတန်ဆွမ်းသူများ၏ထိမ့်မန်အားကစားပွဲတော်ဝတန်ဆွမ်းအားကစားပြိုင်ပွဲစုချင်းမြင့်မွဲအခမ်းအနားအပြုလုပ်ရာပြေခုံပြေးပြိုင်ပွဲများရေကူးပြိုင်ပွဲများစစ်တူရင်ပြိုင်ပွဲများတွင်ပထမဒုတိယတတိယဆူရရှိသူများကိုဒိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမြန်မာနိုင်ငံပသံဆွမ်းအားကစားဝဲချုပ်ဥက္ကဋ္ဌအဖိုးချုပ်လာမှုနှင့်တာဝန်ရှိသူများကတူးချင်းစုတစိမ့်များနှင့်ကွန်ပျူတာချင်းမြင့်ဝင်များကိုအသီးသီးပေးကြပါသည် ဆက်လက်၍ကိုဘောပြိုင်ပွဲတွင်ပထမဒုတိယတတိယဆုရရှိသူများကိုရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစုသိန်းကတဦးချင်းဆုတစိတ်များနဲ့ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးရပါတယ်။အဲဒီနောက်ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစုသိန်းကတက်ရောက်လာကြတဲ့ចောင်းသားចောင်းသူများနဲ့2026ခုနှစ်ထိုင်းနိုင်ငံတွင်ကျင်းပမယ့်အာဆီယံမတန်ဆွမ်းပြိုင်ပွဲသို့တွားရောက်ရှင်ပြိုင်ကြမယ့်မတန်ဆွမ်းအားကစားသမားများကိုရင်းနှီးနှီးနှုတ်ဆက်ကဂုဏ်ပြုချီးမြှင့်ငွေများအားအသီးသီးပေးရကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့လာတာပါ။